င်တို့ရဲ့အတ္တဓာတ်ထဲမှာနှုတ်ကပတ်တော်ခံယူရဲ့အချိန်မှာကောင်းကောင်းမွန်မွန်ခံယူရအောင်အဲ့ဒီနှုတ်ကပတ်တော်ကတင့်တတ်တာတစ်ခုလုံးကိုပြောင်းလဲစေတော်မူခါတင့်ရဲ့မိသားစုကိုပါကောင်းချီးရစေမယ်နှုတ်ကပတ်တော်ဖြစ်တယ်ဒီအရကိုတင်တီးတီးလိုက်တဲ့အချိန်ကစပြီးတင်ကောင်းကောင်းမွန်မွန်ခံယူရဲ့အခါမှာတင့်ရဲ့စီးပွားရေးတွေတင့်ရဲ့မိသားစုတွေတင့်ရဲ့ပတ်သက်တဲ့အရာတွေအားလုံးကအဆင်ပြေလာလိမ့်မယ်အာရွေ့ဖျားရဲ့ဘုန်းတော်မြင်ရမှာဖြစ်တယ်ဒါကြောင့်မို့ဝိညာဉ်ရဲ့အစားအစာကိုအချိန်ပေးပြီးစားသုံးရအောင်ဝိညာဉ်ရဲ့အစားအစာကဘယ်ကလာလဲ နှုတ်ကပတ်တော်မှာဆင်းသက်လာတယ်တဲ့အခုကျွန်တော်တို့ဖျားရဲ့နှုတ်ကပတ်တော်ပြောတဲ့အရာတွေကပါလေအစာအစာဖြစ်တယ်ဝိညာဉ်အစာအစာပါပေးလဲနှိုးထမှုပေးတယ်လမ်းဆမ်းမှုပေးတယ်ဝိညာဉ်အစာအစာပါပေးလဲတင့်ကိုရင့်ချက်ခြင်းကိုပေးတယ်ကျွန်မဒီ၃ခုကိုတင်တို့အထက်မှာအသက်ရှင်ပါစေဖျားရဲ့နှုတ်ကပတ်တော်ကဝိညာဉ်အစာအစာဖြစ်တယ်အတ္တမုံဖြစ်တယ်ယောဟန်6 26ကိုဖတ်ကြည့်အောင် ယေရှုကလည်းငါမှန်ကန်ဆိုသည်ကသင်တို့သည်နမိတ်လက္ခဏာတို့ကိုမြင်သောကြောင့်ငါကိုရှာသည်မဟုတ်။မုတ်ကိုရှာ၍ဝါသောကြောင့်သာရှာကြ၏။ပျက်စီးတတ်သောအစာကိုရခြင်းကမကြိုးစားကြနှင့်။လူသားသည်သင်တို့အားပေး၍ထာဝရအသက်နှင့်အမြတ်တည်တတ်သောအစာကိုရခြင်းကကြိုးစားကြလော။ထိုသားသည်ခမည်းတော်ဖျားဤတစိတ်ခတ်ခြင်းကိုခံတော်သူဖြစ်သည်ဟုမိန့်တော်မူ၏။ယေရှုကမုတ်ငါးလုံးနဲ့ငါးနဲ့ကောင်ကျွေးတယ်။လူတွေကမြောက်များစွာစားရလား။လူ၅000စားရတယ်။ ဒါပေမဲ့သူတို့ကယေရှုကိုပြန်ရှာတယ်တဲ့အဲ့မုတ်ကိုစားချင်လို့ယေရှုကိုရှာတာမဟုတ်တော့ဘူးဘာကိုရှာရလဲမုတ်ကိုရှာတာနမိတ်လက္ခဏာကိုမြင်တော့ကြောက်ရှာတာမဟုတ်ဘူးကွဘာကိုပဲရှာလဲမုတ်ကိုပဲရှာဒီခေတ်ကာလမှာလူတွေကပတ်စံကိုပဲရှာတော့ယေရှုကိုမရှာတော့ယေရှုကအားလုံးဖြစ်တယ်ဆိုတာပြောချင်တာ တင်ဘာပဲလို့လို့ယေရှုကိုရှာပါလို့ပြောချင်တာအဲ့လူကဘာကိုပဲရှာလဲမုတ်ပဲရှာတခါလာလဲမုတ်တခါလာလဲမုတ်ယေရှုကဘာပေးနိုင်လဲအားလုံးပြောအားလုံးအဲ့လူကနမိတ်လက္ခဏာကိုလည်းမြင်ပြီးတော့ယေရှုကိုမရှာဘဲဥပြန်ရှာလဲယေရှုရဲ့မုတ်ကိုပဲသွားရှာယေရှုကပါလဲ तू ကအသက်မုတ်ဖြစ်တယ် तू ကိုရှာပါ तू စီမှာအားလုံးရှိတယ်တင်းအစမပြေခြင်းလားတင်းရဲ့လိုအပ်ခြင်းလား အားလုံးဘုသူစီမှာပဲရှိလဲယေရှုမှာပဲရှိတယ်ကျွန်တော်တက်တာမှာဘာလို့တက်လဲသိလားတခုခုနော်ကြီးကြီးမားမားဒုက္ခဖြစ်မှာပဲယေရှုရှာတယ်တည်တည်တော့ဆိုမရှာတော့တည်တော့ဆိုဘာလို့လဲဟာငါငါဖြစ်ရှင်းလိုက်မယ်နော်ယေရှုကိုမအံ့နံတော့ယေရှုကဘာလဲအားလုံးကိုသူ့ကိုအံ့နံပါတဲ့ဟာလေလုယာတည်တည်တော့အံ့နံလို့ရှိအေးတည်တည်တော့ကောင်းချီးမင်္ဂလာမြောက်မြောက်စွာဖြစ်စေမယ်ဒီဘာပဲလို့လို့ယေရှုအားဖြင့်တော်ပါ ယေရှုကပါလေသူငါ့ကိုရှာပါတဲ့ယေရှုကကျွန်တော်တို့ကိုအယဉ်ချစ်တာဖြစ်တယ်။ तू ဟာအတ္တမဟုတ်ဖြစ်တယ်။ယေရှုကလူလောကကဲ့သို့မဟုတ်ဘူး။ယေရှုကအယံကိုထူချတော်သူဖြစ်တယ်။အာအဖွဲ့။ငါသည်ကောင်းကင်မှာဆင်းသက်တော်မဟုတ်ဖြစ်၏ဟုမိတ်တော်မူသည်ကိုယူဒလူတို့က ဤသူဒီဤသူဒီယောသက်ဤသားယေရှုဖြစ်သည်မဟုတ်လောသူဤမိဘကိုငါတို့သိသည်မဟုတ်လောငါသည်ကောင်းငင်မှာဆင်းသက်ဤဟုသူဒီအဘယ်သို့ဆိုရသည်နိဟုကဲ့ရဲ့ပြစ်တည်လဲဆိုကြ၏ယေရှုကလည်းငါကိုအချင်းချင်းကဲ့ရဲ့၍အပြစ်မတင်ကြနှင့်ငါကိုစီလို့တော်မူသောခမည်းတော်သည်သွေးဆောင်တော်မူမူလင်အဘယ်သူများငါထံသို့မလာနိုင်လာသောသူကိုနောက်ဆုံးသောနေ့၌ငါထမြောက်စေပြီကျွန်တော်စားတဲ့အသက်မုတ်ကနောက်ဆုံးသောနေ့၌ကျွန်တော်ကိုထမြောက်စေပြီတည်နေတဲ့သူရဲ့အသက်ရှင်မယ် တင်မဖြစ်နိုင်တဲ့ဆူတောင်းချက်တွေပြန်ပြီးဖြစ်နိုင်စေမယ်